ထားတော့ကိုရောပဲလိမ်လိမ်ဖြစ်တာပေါ့နော်အဲ့ဒီမှာအမမိတ်ကက်ဆရာကတော့သူကနေတော့တက်လာတယ်ဒါပေမဲ့သူမိတ်ကက်ဆရာမပါလာဘူးပါလာတဲ့ခါကျတော့ဟိုအမပကန်နေပဲဒါပထမဆုံးကမ်းလှမ်းခဲ့တာပေါ့နော်အာဒီနေ့နဲ့ဆိုလဲဒါအမရဲ့ပထမဆုံးကမ်းဘက်အနေနဲ့ရောပြီးတော့ဒါသူ့ရဲ့ပထမဆုံးတော့ဟိုပွဲဥထက်ပေါ့နော်ရုပ်ရှင်စကားဖြစ်တဲ့အနေနဲ့ရောဒါလိမ်ချက်ဝင်ရတဲ့အတွက်ကြောင့်မလို့ဟိုဒါအရန်တော့ဝမ်းသာရတာပေါ့ပြရဝမ်းသာပါတယ်ဒါကျွန်တော်အစ်စ်တင်နေတဲ့မင်းသမီးလေးနမရငူပါတဲ့ ဟဲ့ဟဲ့ဒီရလားဒီရလားဒီဆဲရီကအရှင်းလားခင်ဗျာဟိုအမကလိမ့်ပေးဖို့ဒီ make up ပစ္စည်းဆိုရင်တော့စုံစုံလင်းလင်းမရှိဘူးမရှိတဲ့ခါကျတော့ရရဲအမဟိုသူ့မှာရှိတဲ့ပစ္စည်းလေးနဲ့ပဲရရဲအမမျက်နှာလှဖို့ပဲအရေးကြီးတယ်ဒီကဟို brand ဖြစ်ဖြစ်ပေါ့နော်သူအဆင်ပြေဆိုပြောထားရေယုံကြီးကြီးနဲ့ဟိုမျက်နှာဒါထိုးပေးခဲ့တာပေါ့ဟုတ်တခါတလေမှာကိုချစ်ရတဲ့တတိယကိုဆုံးရှုံးအောင်မကြောက်တဲ့စိတ်နဲ့ကတ်တွေ့နေခဲ့ပူပါတယ် အကိုကတော့အမြန်ဟိုဒီကိုအဲ့လိုမျိုးသူရုံနေရုံလေးရုံနေပြီးတော့ဟိုအဲ့လိုမျိုး sporting ပေးတယ်ပေါ့နော်အဓိကရရဲဟိုသူ့အနေနဲ့ဆိုအချားလူဆိုရင်လက်ခံခြင်းမှာလက်ခံမှာပေါ့နော်သူကဒီရရဲအချားဟိုမင်းသမီးကိုလည်းလိမ့်မယ်ဆိုတော့သူသူကိုယ်တိုင်ကြည်ကြည်နဲ့ကြည်လက်ခံလေးလိမ့်ရတယ်ခွင့်ပြုတယ်မင်းသမီးပြီးမှသူရှိလာခဲ့သူကအဲ့လိုမျိုး make up အလိမ့်ခံတာပေါ့နော်ဟိုထွေထူးညှိတာတော့မျိုးတော့မရှိဘူးအဲ့လိုမျိုးရရဲစိတ်တိုက်ဖန်သည်ပေါ့နော်အဲ့လိုအဲ့လိုမျိုးပေါ့ဒါတော့ကိုရဲကလည်းလိမ့်လိမ့်ဖြစ်တာပေါ့နော်အဲ့အနေမှာအမ make up ဆရာကတော့သူကနေတော့တက်လာတယ်ဒါပေမဲ့သူ make up ပြန်မပါလာဘူးပါလာတဲ့ခါကျတော့ဟိုအမပကန်နေပဲဒါပထမဆုံးကမ်းလှမ်းခဲ့တာပေါ့နော်အာဒီနေ့နဲ့ဆိုလဲဒါအမရဲ့ပထမဆုံးကမ်းဘက်အနေနဲ့ရောပြီးတော့ဒါသူ့ရဲ့ပထမဆုံးတော့ဟိုပွဲဥထက်ပေါ့နော်ရွှေရှင်စကိုင်းဖြစ်တဲ့အနေနဲ့ရောဒါလိမ့်ချက်ဝင်ရတဲ့အတွက်ကြောင့်မလို့ဟိုဒါအရန်တော့ဝမ်းသာရတာပေါ့သိရဝမ်းသာပါတယ်ဒါကျွန်တော်အစ်စ်တင်နေတဲ့မင်းသမီးလေးနမရငူပါတဲ့ဟဲ့ဟဲ့ဒီရလားဒီရလားဒီဆယ်ရီဒါအရှင်းလားခင်ဗျဒီရတော့ဟိုမထက်ရဲ့ဒါ ပင်ဟိုင်မိကအတိတ်တော့မဟုတ်ဒါပေမဲ့ဟိုအမအဲ့လိုဒီကိုသတိထားမိတာပေါ့နော်အဲ့လိုချားရှုတင်နေမှာစုံမိတဲ့အခါကျတော့ဒါပေမဲ့ဒီဘက်ကနေတော့အဲ့လိုမျိုးအမကမနှုတ်ဆက်ရဲဘူးဘာလို့ဆိုလို့မျိုးရှိန်နာနဲ့ကြောက်တာနဲ့ဆိုတော့အာဒါပေမဲ့အဲ့ရှုတင်နေလဲရောဟိုအမဘက်ကနေပြီးတော့ဟိုအဲ့လိုမျိုးဒီအမကိုလင်းပေးလို့ရမလားဆိုပြီးတော့အဲ့လိုမျိုးပေါ့ကန်လန်းလာတာပေါ့ဟုတ် မတရားကတော့အဲ့ချင်ကဟိုကိုလည်းငယ်သေးတဲ့အခါဖြစ်တဲ့အခါကျတော့ဟိုအမကိုလိမ့်ပေးဖို့ဒီ make up ပစ္စည်းဆိုရင်တော့စုံစုံလင်းလင်းမရှိဘူး။ရှိရခါကျတော့ရရဲအမဟိုသူ့မှာရှိတဲ့ပစ္စည်းလေးနဲ့ပဲရရဲအမမျက်နှာလှဖို့ပဲအရေးကြီးရဲဒီကဟိုဘာ brand ဖြစ်ဖြစ်ပေါ့နော်သူအဆင်ပြေဆိုပြောတာရေယုံကြီးကြီးနဲ့ဟိုမျက်နှာဒါထိုးပေးခဲ့တာပေါ့ဟုတ်ခါတလေမှာကိုချစ်ရတဲ့တတိယကိုဆုံးရှုံးအောင်မကြောက်တဲ့စိတ်နဲ့ကတ်တွေ့နေခဲ့ပူပါရဲ့ ဒါပေမဲ့အမကဟိုအရင်ကတော့ငငယ်ကတော့ကြည့်ဖူးတယ်အမစကားလေးဆိုတော့ဒီတကားပေါ့နော်ဟိုဗီဒီယိုခက်ကတော့တကားကြည့်ဖူးတယ်အခုနောက်ပိုင်းကျတော့ဟိုဘရပြစ်ကိုကလည်းအမရဲ့ပိတ်သက်ပဲဆိုတော့အမနဲ့ဒီစုံတွေ့တဲ့အခါကျတော့ဟိုသူကဒီအစိုးရတူဆိုပေမဲ့လည်းဒီရုပ်ရှင်စကားရိုက်တဲ့အချိန်ကျတော့လေဟိုအရန်စိတ်ဝင်စားမှုရှိရဲသူ့ရဲ့ဒီ character အပေါ်မှာပေါ့နော် character ကတော့သူနဲ့တော့အရင်မချားနာဘူးသူ့ရဲ့ character လေးကိုပဲဟိုထည့်ထားပါမင်းသမီးစတင်တဲ့ပုံစံလေးဆိုတော့ အဲ့ဒီပုံစံလေးကိုမှသူကရိုက်ထားတယ်ဒါပေမဲ့ဟိုအရန်စူးစမ်းထားတယ်ဒီပထမဦးဆုံးဒီဟိုဂျမဆင်းနေဆိုလဲဒီသူကြိုးတွေဆွဲရတယ်အဲ့လိုမျိုးဆင်းနေဆိုလဲသူဝထားတဲ့ဘောင်းပြီလေးဒီအမဲလေးဒူးပြဲလေးဆိုတော့လေအဲ့ဆင်းဆိုခဏခဏရိုက်ရတာအဲ့လိုမျိုးဆိုတော့ဒီဒူးတွေဆိုရင် ီဘွတ်တွေအောက်ကဒီကန်တော်ကြီးထဲမှာဟိုဘွတ်တွေနဲ့ဆိုဓူးတွေဆိုပုန်းကုန်တာအကုန်လုံးဒါပေမဲ့သူကလုံးဝဟန့်မပြတ်ဘူးဟံပြပဲနော်ဒီစင်းကိုသူရအောင်ရိုက်သွားတာပေါ့နော်ဒီစင်းဆိုလဲကိုဖြိုးလောကညမလေးမြားသေးဘူးမြားသေးဘူးသူကတော့ဟိုအဲ့လိုမျိုးပေါ့လုံအောင်သူအကောင်းဆုံးသူရိုက်ခဲ့တာပေါ့နော်ကိုကတော့ဘေးနားကြည့်ပေါ့တနာတနာပေါ့နော်ဒူးတွေလည်းပုံမိနာနေတာဆိုတော့ဘောင်းလုံးမအရင်နေလို့ကြောင်းပြီနော်ဟုတ်ပြီကက်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 ဒီဇလန်မှာမင်းသားနဲ့မင်းသမီးနဲ့ကချစ်သူတွေမဟုတ်တော့ဘူး တိုက်ကြရင်ဗျာအဲ့ကိစ္စကိုရှင်းဘာလို့ပြောင်းလိုက်တာလဲဟိုဟာပေါ့ဒီကကကိုရဲရအောင်ပေါ့ကိုရဲရအောင်ဆိုလဲသူကပုံပုံမှန်တိုင်းဆိုရင်ဒီသူ့ရဲ့အရင်ဆိုဒီရိုးရိုးလေးပဲမြင်ရမြားတယ်ရိုးလေးကမှဒီဘက်ကျတော့ character အရကြတော့လုံးဝမင်းသားဖြစ်ရမှာပေါ့နော်အဲ့တော့အဆိုတော်တရားကိုအပြန်အပုံစံအဆိုတော်တရားပုံမှာဒီရုပ်ရှင် character မင်းသားပုံစံဆိုတော့ဒီ hairstyle ပိုင်းနေပေါ့နော်ယောက်ျားလေးဆိုတော့ဒီ hairstyle မျိုးတေချာလေးလုပ်ပေးတယ်လုပ်ပေးပြတဲ့ခါကျတော့ ဟိုအခုဆိုရင်ဒါအကိုလည်းဒီကားကတော့လုံအောင်အမှတ်တရပါဆိုတော့အကိုဒီသပင်ပိုင်းကိုသေချာလုပ်ပေးခဲ့ရတာဒီကားကဒါနောက်ဆုံးပဲဘာလို့ဆိုတော့အကိုလည်းဒီစကားလေးပြောလို့သူသပင်နေလဲသူကျွတ်သွားတယ်ထိသွားတယ်ဆိုတော့အားလည်းဒီနောက်ပိုင်းဆိုရင်ဒါအဲ့လိုမျိုးတိတ်ပြောသပင်ကိုတိတ်ပြောမကန်ရတော့ဘူးပေါ့ဒါအကွက်ရွှေမဲဆိုရင်လည်းကလေးကလားကိုတော့မရှိပါနဲ့ကွာရွှေချင်းကျုပ်လို့ဒဲရွှေနော်ဟုတ်လားဟာအဲ့လိုမရဘူး အကိုကတော့အမြန်ဟိုဒီရောအဲ့လိုမျိုးသူရုံနေရုံလေးရုံနေပြီးတော့ဟိုအဲ့လိုမျိုး sporting ပေးတယ်ပေါ့နော်အဓိကရရဲဟိုသူ့အနေနဲ့ဆိုချားလူဆိုရင်လက်ခံချင်မှလက်ခံမှာပေါ့နော်သူကဒီရရဲအချားဟိုမင်းသမီးကိုလည်းလိမ့်မယ်ဆိုတော့သူသူကိုယ်တိုင်ချင်းချင်းနဲ့ဒီလက်ခံလေးလိမ့်ရရဲခွင့်ပြုတယ် မင်းမီပြီမှာသူရှိလာခဲ့သူအဲ့လိုမျိုးမိကအလိန်ခံတာပေါ့နော်ဟိုထွေးထိုးညှိတာတော့မျိုးတော့မရှိဘူးအဲ့လိုမျိုးရာရစိတ်တိုက်ဖန်သေးပေါ့နော်အဲ့လိုအဲ့လိုမျိုးပေါ့ကိုရဲပေါ့တော့ပြင်ပေးဟားလေးကတော့အားရတယ်ပေါ့နော်ဘာလို့ဟိုကိုလည်းဒါအကောင်းဆုံးစူးစမ်းခဲ့တယ်ဟိုဒါလေးကပြဖြစ်ဟိုခြားစီညာကြီးတွေအတွက်ကတော့အစမ်းတကြမဟုတ်ပြင်မဲ့ကိုရီကျတော့တတိဆာဆိုတော့ပြဖြစ်မှတ်တိုင်လေးတစ်ခုနေတော့ဖြစ်သွားတာပေါ့ဟုတ် ကျွန်တော်တို့အမှုပညာရှင်တွေကငွေတစ်ခုပဲကြီးလို့မရဘူး။နာမည်တွေဂုံသိက္ခာတွေအမှုပညာတွေအကုန်ကြီးရတာဗျ။အဲ့လောက်တော့မှအမှုပညာကိုချစ်နေရင်အလကားရိုက်လေ။အာပုံမှန်ဆိုရင်ဒီမထက်လို့ဆိုလဲအဲ့လိုမျိုးပေါ့။ပုံမှန်ဒီ neutral soft ဖြစ်တဲ့ဟို look လေးပြင်ရတာပေါ့နော်။ဒီကကြတော့ character အရာဆိုတော့သူကလည်းဟိုလုံးဝညင်လို့မရဘူးပေါ့နော်။ဥက္ခလိုင်းလုံးဝလည်းတမီဒီလိုဒီလိုလုံးဝမယ်ဆိုပြီးတော့အာနဲ့ဒီအဲ့လိုပေါ့ဟိုမတာမိကက်စင်ခန်းမျိုးလို့ပါလို့ဆိုရင်လုံးဝအဲ့လိုမျိုးသူမျက်နှာကြီးရော ဟိုဖြူပဲဖြူရင်းနဲ့တကယ်ဟိုအဲ့လိုမျိုးပုံစံကြီးနဲ့လင်းရတယ်ပေါ့နော်အိုက်ခိုင်မှာဆိုလဲအမဆိုလဲအဲ့လိုမျိုးခန့်ကအော်ရတာသူဆိုလဲဟိုအတန်နေအောင်ဝင်အဲ့လိုမျိုးပေါ့သွားတော့အရန်ကြိုးစားတယ်ဟုတ်မှုပါလေကျွန်တော်တိုက်မှာချုပ်မှုအဲ့ဒါဖိကမှာလောရမှာဟုတ်ဘူးလေခေါင်းဆောင်မင်းသမီးတင်မယ်ဗျာတကယ်တကယ် အာကိုယ့်ရဲ့ဖန်တီးမှုပိုင်းလာတော့ဒီကာရက်တာနဲ့အညီပဲပေါ့နော်ဆိုတော့ဟိုအဓိကတော့တို့ကတော့ဒီရုပ်ရှင်ဆိုတော့အကုန်လုံးကတော့ဟိုစီးနဲ့ဘောင်နဲ့ပဲသွားတာဆိုတော့ဟိုအဓိကတော့တဘာဝကြအောင်ပြီးတော့လေဒီကားလေးကလည်းဟိုအပြင်းအထန်ရှူတင်ရဲ့ကွင်းလေးပုံစံမျိုးပဲအဟာသားအနေနဲ့ပြန်ထားတာဆိုတော့ဟိုအဲ့လိုပော့ပပါလေးပဲပေါ့နော် look လေးတွေကတော့ ခုရိုက်နေတဲ့ကားလေးအဖြစ်တပြင်းနဲ့ပြီးတော့ညဉ့်ညံလေးလုပ်ပြီးတော့ရိုက်လိုက်ကြပါဗျာပြောင်းညောင်းလို့တောင်းဝင်ပါလေအာအကိုကအဲ့လိုမျိုးပေါ့အရင်အဲ့လိုမျိုးအကိုဒီဟာလေးဆိုနဲ့ချိန်တယ်ဒါပေမဲ့အကိုရဲ့ဒရမာလေးဆိုရင်တော့နည်းနည်းလေးရည်တင်တာပေါ့နော်ဘာလို့ဆိုတော့အကိုကပိတ်မိတေးသေးလေးဆိုတော့လေအခြားလူတွေလည်း fighting စင်နေပါလေစင်တော့အဲ့လိုမျိုးဒါပေမဲ့သူငိုတဲ့အခါကျတော့လေကိုရီးယားအဲ့လိုလိုင်းငိုလာတာပဲအဲ့လိုမျိုး အာအမှတ်တရတော့ဒါကတော့ဒီစကားဒီပထမဆုံးလိမ့်ပြတဲ့စကားတော့မဟုတ်ပါတော့။ဒါပေမဲ့ဒီရှိမှလည်းကားတွေကတော့အများကြီးရှိရတယ်။ဒါပေမဲ့ဒီကားတွေကလုံးဝအမှတ်တရပဲအရှုတင်မှဆိုလဲဒါနှစ်ယောက်၊သုံးယောက်ပေါ့နော်အဲ့လိုမျိုး။ဆိုတော့မန်နေဂျာနဲ့သူလေးယောက်အကုန်လုံးကပျော့ပျော့ပါးပါပဲ။အာမုတ်တေစားလိုက်လုံးဝအဲ့လိုမျိုးခီးထွက်နေတယ်လို့ပြီးရင်ဟိုဒီစင်းနေရလဲပေါ့ပေါ့ဟိုဒီဟာတာကားကြီးဆိုတော့အဲ့လိုမျိုးပေါ့။အဓိကတော့ဟာတာဆိုတော့ဒရမာထက်တော့ပိုပြီးခက်တာပေါ့နော်။အဲ့ခါကျတော့ မီးရမချင်းကြီးရောအဲ့လိုထက်ထက်ခါခါရိုက်ရတာပေါ့နော်အဲ့လိုမျိုးစင်းနေဆိုလဲထက်တိုးဟောအတာတွေဆိုလဲထက်ဖြည့်ပြီးတော့အဲ့လိုမျိုးရိုက်ခဲ့ရတာပေါ့ဟုတ်ဒီဇလန်မှာမင်းသားနဲ့မင်းသမီးနဲ့ကချစ်သူတွေမဟုတ်တော့ဘူးဒါကြိုင်ဗျာအဲ့ကိစ္စကိုရှင်းဘာလို့ပြောင်းလိုက်တာလဲငါပြောင်းတာကွာဘာဖြစ်လဲအော်အဲ့လိုပေါ့တချို့ဆိုလည်းမြင်ကြရမထက်ဆိုတော့အဲ့လိုမျိုးနည်းနည်းအရန်တွတ်တယ်ပေါ့နော်အဲ့လိုပြရခက်တယ်တကယ်တော့မဟုတ်မထက်ကအဲ့လိုမျိုးပြရခက်နေမှာ ပြောမှသူလူတိုင်းရလို့ပြရခက်နေတင်နေသူ့လိုမျိုးပြောဆိုသူကအရန်တွက်တာအရန်အဲ့လို strong ဖြစ်တယ်ဟိုမနက်ဆိုလို့ shooting နောက်ကြရပါညာဆိုလုံးဝမရှိဘူးအဲ့လိုမျိုးဟိုအဲ့လိုလူငယ်တွေလည်းမျိုးကညာကြရင်လို့စားကြတောက်ကြဟိုခင်းနေစောကြဟိုအိယံဝင်နောက်ကြရတယ်မနက်ဆို shooting call တိုင်းကမထက်ကအမြဲတမ်းမှန်တယ်အဲ့လိုမျိုးကိုရဲထဲရီယာရှိတယ်သူကအဲ့လိုမျိုးအာကိုရဲဆိုတော့ဘရုံမလို့မြင်တယ်ကိုရဲနည်းကြရတယ်အဲ့လိုမျိုးသူကတခုဆိုသူကအရန်ကြရလေသူပြောသူလိုပဲဆိုတော့ အဲ့လေကြာရဲ့ပြီးတော့ကျမ်းမိုင်ကူဆိုက်ပါပေါ့အခုလည်းကျမ်းမိုင်မကောင်းဆိုတော့အဓိကဟိုကိုကဒီကတော့အဲ့လိုပဲအမြင်တမ်းဒီမင်းသားနဲ့မိကက်ဆရာဆိုတာမျိုးမရှိဘူးအကောင်လုံးကတော့ဒီဟိုညီကောင်မောင်နှမစိတ်နဲ့ပဲပေါ့နော်အကောင်ကညွန့်ညွန့်ထွေးထွေးနဲ့ပဲဆိုတော့အဲ့လိုမျိုးကိုရင်ဖွင့်ကျင်လာလေးရှိနေလို့ရင်ဖွင့်ဖြစ်တာပေါ့အဟုတ်တယ်အပြင် character လည်းကိုရင်ရဟာလည်းလို့အေးလေးပဲအဲ့လိုမျိုးဆိုတော့ တော်များအဲ့လိုနှစ်ယောက်သားလည်းအေးပဲဆိုတော့လေတော်တော်အဲ့လိုမျိုးစကားပြောတာဆိုတော့လည်းရှာတယ်ဒါပေမဲ့ကိုရတခုအမြင်မတော်လာရှိရင်တော့လည်းမျိုးဩဆုံးမတာလို့ဘာလို့တော့ရှိဟုတ် အာသူကတော့အရန်ကြိုက်တယ်ဘာလို့ဆိုတော့အဲ့လိုမျိုးဟိုကိုယ်လည်းအမြင်နဲ့ချီချူရတော်တယ်ပေါ့နော်တစ်ချိန်ကျရင်ဟိုအဲ့လိုမျိုးဖြစ်လာနိုင်တယ်ပေါ့သူကတော့အမြင်နဲ့အဲ့လိုမျိုးစူးစမ်းပေါ့ပြီးတော့လည်းဒီဟိုကားလေးလည်းပြီးတော့ကနောက်ပိုင်းကျတော့ဒီ program လေးတစ်ခုအတွက်ပဲဟိုလိမ့်ပေးဖြစ်တာပေါ့ဟုတ်ဒီကတော့ဟိုအရန်ကြီးတော့မိကက်လွတ်တရားတော့မဆန်းသေးရအတွက်ကြောင့်မလို့ပေါ့နော်အာဆက်လက်ပြီးတော့ကြည့်ကြည့်ပေးကြဖို့ပဲဒါပြောရမှာပေါ့ဟုတ်ဟိုအဓိကတော့အနုပညာရောဝါသနာပါဒီရုပ်ရှင် အာရိုက်တာပဲဖြစ်တချင်းရိုက်တာပဲဖြစ်လို့တရောက်တနေဟာနဲ့လို့ပါရရင်တော့ကျင့်တတ်တယ်ဟုတ်ဟုတ်အားကြရဟုတ်အဲ့လိုမျိုးပေါ့ဟိုကိုကိုအဓိကတော့ဟာတာကားလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့တရောက်တနေဟာနဲ့ပါဝင်ခွင့်ရမယ်ဆိုရင်တော့ဒါဝမ်းသာမိပါပေါ့အော်ခုနောက်ပိုင်းဆက်လိုက်လို့ပဲကိုကရှူတင်သွားပြီဆိုလို့အင်ဂျီကလုံးဝအပြည့်ဝဝါတာဘယ်နေရာမှာလွတ်မလဲပေါ့နော်ဘယ်နေရာမှာလွတ်မလဲဆိုအဲ့အဲ့လိုလွတ်တဲ့နေရာဆိုရင်အဲ့လို highlight ဖြစ်သွားတာအဲ့လိုအင်ဂျီကိုစားရင်လည်းတတ်တတ်ပြောင်းလဲဆိုအဲ့လိုမျိုးဆိုရင်အဲ့တော့ဝင်ရိုက်ပလိုက်တာပဲအဲ့လိုအဲ့လိုဝင်ရိုက်နေလားအဲ့လိုပဲပေါ့ဝင်ရိုက်တာပဲအဲ့လိုဖြတ်ရှောက်ပဲဖြစ်ဖြစ်ပေါ့ ဒီအနေမှာသဆင်လဲဒီပဲပေါ့နော်ကိုယ့်ရဲ့ဟိုအမှုပညာလဲလို့တို့အတိမတ်ပြုမလားပေါ့ဟုတ်အော်အဲ့လိုမျိုးလေးအော်ကိုကလန်းလာမယ်ဆိုရင်လေဒါဝမ်းသာမိမှာပဲပေါ့နော်ဘာလို့ဆိုတော့ကိုကိုရိုင်းကလည်းဒီလိုမျိုးလေးဝတ္တနာပါတဲ့အခါကျတော့ပြီးတော့လေကိုရဲ့ဟိုအကောင်လုံးကကိုရဲ့စီနီယာကြီးပါပဲကိုစီနီယာနဲ့လောရမှာဆိုတော့လေဒါ ပြောင်းမိမှာဟုတ်ဟောအခုတလောကဒီနောက်ပိုင်းကတော့ music video ရိုက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနိုင်ငံကျအစိုးရနဲ့ပဲအသင်းတွေအများကြီးထုတ်ဖို့လည်းရှိခဲ့ပြီးတော့ဟောရုပ်ရှင်ကားကြီးတွေလည်းဟောလုံးဝဒီ make up အထူးပြုလုပ်ချက်အနေနဲ့ဟောလုပ်ထိုင်းနေရာလေးလည်းရှိပါတယ်အသစ်ထုတ်ဖို့ရှိပါတယ်အားပေးကြပါအောင်ဟုတ်